ဆိုတော့ colonize ကလာရောက်ရှိသွားပြီဆိုတာ ਨੇ လူတော်တော်များများအနေနဲ့ဒီ900သားသမီးပေါ့နော်ဒီတနေ့ဝင်တဲ့အင်္ဂါဘူလိုရောက်လို့ရစနေရာဟုစသဖြင့်ပေါ့ဗျာဒီ900သားသမီးတွေအနေနဲ့လူတော်တော်များများအနေနဲ့က ခွန်လာပိုင်းကိုရောက်ရှိသွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ထမှာတစုံတစ်ခုခုလိုအပ်နေတဲ့ပုံစံမျိုးလေးဒီကိုယ့်ရဲ့စိတ်ထမှာတရားရုပ်ကိုမျှော်လင့်နေတဲ့ပုံစံမျိုးတစ်ခုခုလွမ်းဆွေးနေရတယ်လွမ်းလွမ်းမောပြီးတော့တန်းတနေရတယ်အနည်းလေးစိတ်ထမှာကြေကွဲစရာကောင်းတဲ့အဖြစ်ပြအခိုက်အတန့်မျိုးလေးဒီကြုံတွေ့နေရတတ်တယ်ဆိုတဲ့သဘောတရားကြီးစိုးလာတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ခွန်လာပိုင်းဆိုတဲ့ကာလကိုလူတော်တော်များများရောက်ရှိသွားပြီဆိုတာနဲ့ ဝမ်းထဲကကောင်းတဲ့အဖြစ်အပျက်မျိုးတွေကတောင်းလျှောက်တောင်းလျှောက်ဆိုလို့ကြုံကြုံလာတတ်တာဖြစ်ပါတယ်။ colorize ဆိုတဲ့ color မှာပျော်ရွှင်စရာကောင်းနေဆိုတာထက်နည်းနည်းလေးအလွမ်းအဆွေအတွေးအငေးကြည်ကွဲရမယ့်အဖြစ်အပျက်မျိုးတွေကကြုံတွေ့ရတတ်တာဖြစ်ပါတယ်။ကိုယ့်ဘာနဲ့ကိုတယောက်တည်းနေပြီးအလုံးလုံးနေရင်ဆိုရင်တော့မှအလုံးလုံးနေရတဲ့နေရာကြီးကလွမ်းစရာကောင်းနေတဲ့အဖြစ်အပျက်မျိုးကြီးပေါ့။တရားဟုတ်ကိုတတိယနေတာမျိုးတစ်ခုခုလွမ်းနေတာမျိုးအော်ငါအရင်အချိန်တုန်းကဆိုရင်ငါဘလူမျိုးအလုပ်တွေကြိုးစားခဲ့တာစသဖြင့်ကိုယ့်ရဲ့အတိတ်ကို မြုံမှန်းတန်းတပြီးတော့မှလွမ်းစွန်းနေမိတတ်တဲ့အခိုက်အတန့်မျိုးစသဖြင့်ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။အဒီပြောနေတဲ့အကြောင်းအရာကအချေးမှကြုံတွေ့နေရတာတွေမဟုတ်ဘူး။သူကပုံမှန်လူတွေအနေနဲ့မှပါတစ်ခုခုတစုံတစ်ခုခုလွမ်းနေရတတ်တဲ့ခံစားချက်မျိုးရနေတတ်တယ်ဆိုတဲ့သဘောတရားမျိုးဆိုလိုချင်တာ။အဲ့ဒီတော့ခွန်လာဝိုင်းဆိုတဲ့ကာလအောင်မိတ်ဆွေတို့ရောက်ရှိသွားပြီဆိုလို့ချင်းတေချာလေးကျွန်တော်ပြောရရင်လေးနဲ့နှိုင်းရှင်ကြည့်တရားဥကိုတတိယနေတတ်တယ်တရားဥကိုလွမ်းနေရမှုဖြစ်တတ်တယ်။အဲ့လိုမျိုးလွမ်းနေရလူမရှိဘူးဆိုရင်တောင်မှ အရင်ကအတိတ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်မျိုးတွေအခိုက်အတန့်မျိုးလေးတွေကိုမျှော်မှန်းတန်းတပြီးတော့မှတခုခုကိုကိုကကြေကွဲခံစားနေရတဲ့အဆွေးမှုပုံစံမျိုးလေးဝင်နေတတ်တဲ့ဆိုတဲ့သဘောတရားဖြစ်ပါတယ်အဲ့တော့ကြောင့်ချစ်တူရီသားရှိထားတဲ့သူတွေရောချစ်တူရီသားမရှိထားတဲ့သူတွေရော အဲကိုယ့်ရဲ့ပုံမှန်တနစ်တာဖြတ်တန်းနေရတဲ့ပုံစံလေးမှာပါနည်းနည်းလေးအကြေကွဲစရာကောင်းတဲ့အဖြစ်ပြက်မျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြောပြဖို့ဆိုတာနည်းနည်းလေးခက်တယ်လူတဦးတယောက်ရဲ့စိတ်ခံစားချက်ကိုစကားလုံးနဲ့ပြောပြရတာဖြစ်တဲ့အတွက်ကြောင့်အဲစကားလုံးအတုံးတုံးလေးတွေကအရင်အရေးကြီးတယ်ဒါပေမဲ့မိတ်ဆွေတို့ကျွန်တော်ပြောတာကိုနားလည်မထင်နဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုခံစားနေရတာဗျအခုခုလိုနေတဲ့ပုံစံမျိုးရင်မထဲမှာဟာတတကြီးဖြစ်ပြီးတော့မှ အဲတနေ့တနေ့အလုံးလုံးရတာလည်းမပျော်နေဘူးကိုကိုမှပတ်သက်နေရှိနေလဲကိုကမပျော်နေဘူးကိုမှစားဖို့လည်းမပူရအောင်နေဖို့လည်းမပူရအောင်သုံးဖို့ဆွဲဖို့လည်းမပူရအောင်ဒါပေမဲ့စိတ်ထဲမှာမပျော်နေဘဲနဲ့တခုခုလိုနေသလိုခံစားမိတဲ့အဖြစ်အပျက်မျိုးတရားအုပ်ကိုလွမ်းဆွေးပြီးတော့မှသတိရနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာဟိုကအဲ့လိုတခုခုခံစားချက်လေးဟိုကအဲနည်းနည်း feeling မှုအောက်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတတ်တာ အဲ့တော့ကြောင့်ခွန်လာမဆွေကာလာတွေမှာစိတ်ပိုင်းဆိုင်ရာကတော့မိတ်ဆွေတွေအနေနဲ့ကအရင်ကောင်းနေမှာမဟုတ်ဘူးခံစားချက်သိမကောင်းနေဘူးတလန်းလွန်းတဆီဆီတကင်းငင်းတငိုင်းငိုင်းဆိုတဲ့လိုမျိုးဖြစ်နေရမျိုးတွေများစွာဖြင့်ကြုံလာတတ်တယ်ဆိုတော့လုပ်ငန်းလုပ်ရတာလည်းထို့အတူပဲတိတ်အလုပ်လုပ်ရတာလည်းတိတ်မပျော်နေဘူးကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးကိုလုပ်နေရတယ်ဆိုပေုံတော့မပျော်မရွှင်ရတာမျိုးစိတ်မအေးချမ်းရတာမျိုးတတ်တောင်တတ်တာမဖြစ်နေရတာမျိုးဒီလိုပုံစံမျိုးတွေများစွာဖြင့်ခံစားနေရတတ်တယ်ပတ်ဆက်ရှိတဲ့သူလည်းသူကနည်းနည်းမအေးချမ်း ပတ်သက်မရှိလဲသူကနည်းနည်းမအေးချမ်းအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ဒါကြောင့်ခရလာမင်းဆိုတဲ့ကာလကဘာဖြစ်ရှင်လို့ဖြစ်ရှင်နေမှမသိတဲ့ကာလလို့တတ်မှတ်ရမှာဖြစ်ပြီးတော့လူတိုင်းနှိမတော်တော်များများခရလာမင်းဆိုတဲ့ကာလတွင်မှာအလွမ်းဆူအတွင်းငွေလေးတွေနဲ့အဲကြည်ကွဲတန်တာမျော်လင့်ချက်လေးတွေဖြစ်ပေါ်နေတတ်တယ်ဆိုတဲ့သဘောတရားမျိုးတွေတက်ရောက်တာဖြစ်ပါတယ်များသောအားဖြင့်ချစ်တူကြီးသားမရှိတဲ့သူတွေမှာကျရင်ပုံပြီးမှသိတာတဲ့အထူးကြံဆန်တတ်တယ် တယောက်တည်းဖြစ်နေသလိုလိုလောကကြီးမှာငါတယောက်ပဲရှိတော့သလိုလိုလောကကြီးမှာအဲကိုဘေးနားမှာဘလူးမမရှိတော့ဘူးကိုအနားမှာဘာဆိုဘာမှမရှိတော့ဘူးငါရဲ့အလုပ်တွေလည်းအဆင်မပြေဘူးငွေကြေးလည်းအဆင်မပြေဘူးကွာဟာအိမ်လည်းအဆင်မပြေဘူးကွာဟာတခါရီးသားလည်းအဆင်မပြေဘူးကွာစသဖြင့်ကိုယ့်ရဲ့စိတ်ထဲမှာဟို ဘာတစ်ခုမှအစစ်မပြေတော့တယ်လို့မျိုးခံစားမိရတတ်တဲ့အဖြစ်ပြက်မျိုးကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကကြုံတာအမှန်တကယ်စိတ်ကိုယ့်ရဲ့စိတ်ထဲမှာခံစားတဲ့သဘောတရားလို့ပြောရတာဖြစ်ပါတယ်ဟာမင်းအလုပ်တွေစိုးစားကွာဆိုလဲလုံးချင်တဲ့စိတ်ကိုမရှိတာအဲ့လိုသဘောတရားမျိုးခရိုလာဘက်မှာကြုံတွေ့ရတတ်တာဖြစ်ပါတယ်ဆိုတော့ဒီသဘောတရားလေးကိုလာရောက်ပြီးတော့မှရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျ နော်အဲဆိုတော့ဟောတဲ့အသေးသေးကိုတော့ကျွန်တော်နောက်နေ့မှကျွန်တော်ပြန်တင်ပေးမယ်ဒါကတော့နည်းနည်းခရလာဘိုင်းအတွက်ကို intro ဝင်တဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်နေမကောင်းတဲ့အတွက်အတန်နဲ့တိတ်မထွက်နိုင်လို့အားကြောင့်လို့ပါခင်ဗျကဲအားလုံးကျေးဇူးမြတ်တင်ပါတယ်ခင်ဗျဟုတ်ကဲ့တူလိုက်လားအတွက်နည်းမအဆဆလုံးလေးများနဲ့ hostel plus ရေတရားပေါ့ဆင်မထက်တဲ့တော့မှတိဆက်ပေးနေကြပုံစံလေးအတိုင်းပဲအားလုံးကိုမြေတားလက်ဆောင်တိဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဇွန်လလထဲမှာဆိုလို့ရှင်ဂျိုရီယာအကောင်းဘက်ကိုဥတီပြီးရက်တည်နေတာကိုတွေ့ရပါတယ်ရှင်အဲသူ့ရဲ့တောက်ကြချိုးကြီးကလည်းသူ့ရဲ့ကတဲ့အနေထားမှာရရှိပြီးဖြစ်တဲ့အခါနောက်ထပ် ဒီကြာတာပရေးဂျိုယာဟုဂျိုတစ်ဖက်အမြင်နဲ့ကြာတာပရေးကကောင်းကျိုးတွေကိုတည်ဆောင်ပေးတယ်ယာဟုဂျိုကဆိုးကျိုးတွေကိုတည်ဆောင်ပေးတဲ့အခါမှာကြာတာပရေးဂျိုနဲ့ယာဟုဂျိုနဲ့တစ်ဖက်တစ်ဖက်စီအထူးမြင့်အနေထား၅ရက်ပါဝအမြင်၉ရက်ပါဝအမြင်နေနေရှိတဲ့အတွက်ကြောင့်မလို့ဘာဖြစ်နေတယ်လဲဆိုတော့သူတို့ရဲ့အစိုးရကိုစုံချီစုံချက်မြညာထိန်းကြီးပေးထားတယ်အဲတစ်ဖက်မှာတော့ယာဟုဂိတ်တို့ကဒါပုံမှန်တိုင်းမှာပဲမျက်နှာစင်းဆိုင်ရှိပြီးအင်ကာကယာဟုနဲ့မြင်လာတယ်အဲ့မှာဆိုးကျိုးတစ်ချက်ကအင်ကာဂျိုရဲ့စနေကိုအမြင်နဲ့ ရာဟုအမြင်နဲ့ချင်းဆိုင်တမတက်အမြင်တွေရှိပါတယ်။ဒါကြောင့်မလို့မီးဘေးအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမြေငလျင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ထပ်တစ်ချက်ကကြတော့လေချောင်းအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရာသီဥတုဆိုးရတဲ့ကိစ္စရပ်တွေဖြစ်တတ်ပါတယ်ရှင်။အဓိကမှာပြောချင်တာတော့ရေရေကိုပြောချင်တယ်မီးရောမီးရောလေရီရောဆိုတာဒါဒီလိုဂျိုဆိုးတွေမြင်လိုက်ရောဒါပုံမှန်အတိုင်းပဲဒါပေမဲ့သူသက်ဆိုင်ရာဘာဝတွေလျောက်ဘယ်ရာတီလဲကြည့်ရကြည့်တဲ့အခါမှာမီးရာတီလေရာတီရေရာတီအုပ်စုကို ဥစဥစိထားတဲ့တကြောင်မုံတိုင်းအနေရရေကြီးမှုအနေရနောက်တစ်ခါလေပြင်းမုံတိုင်းတိုက်မှုအနေရတွေပေါ့နော်ဒီလိုအနေရတွေကိုသတိထားပါရမယ်စစ်ပတ်ရေးရစစ်လက်နက်တွေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအင်္ဂါဂျိုတင်ရတီရောက်တဲ့အခါမှာသူကအရန်ကိုတောက်ပနေတယ်မီးတောင်မီးလျံကြီးလိုဖြစ်နေတဲ့အခါရရာဟုကဟိုဘက်ကမီးလောင်ရလေပိတ်ထားတဲ့အတွက်ကြောင့်မလို့ဘာလို့ဖြစ်သွားသလဲဆိုတော့အေးအီရန်နဲ့အစ္စရေးနဲ့စစ်တရင်းတွေကြာမှာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်သွားတာမျိုးတွေ့ရတယ်ဒီဇွန်လတွေမှာဝဲပေါ့နော်နမဲအစအခေယာစအခေယာလအခေယာနဲ့စတဲ့သူတွေ ဒီစာလုံးကကြတော့စုစေစောအခေယပါမယ်လအခေယလေးတွေကတော့အကုန်လုံးပါမယ်နမဲအစအခေယသမားတွေငွေရေးချေးရေးနဲ့ပတ်သက်ပြီးရောစီးပွားရေးနဲ့ပတ်သက်ပြီးငွေဝင်နေမယ်အလုတ်ကိုင်းတွေလုံဆောင်တဲ့နေရာမှာမနာမနေဘို့အလုတ်များနေတဲ့တာပါမယ်အချစ်ရေးနဲ့ပတ်သက်လို့ပြောင်းလဲလေးတွေဖြစ်ပေါ်နေရလေးတွေရှိမယ်တင်းကောင်းတွေကြားတတ်တဲ့ကာလာမျိုးလေးဖြစ်ပါတယ်ရှင်အထက်ရာရှိအကြီးကဲတွေရဲ့အမစာဆောက်ရှောက်ကိုခံရမဲ့ကာလာဖြစ်ပါတယ်ရလျာလေးတွေအနေနဲ့ကတော့ဒီအခေယသမားလေးတွေက နေ့စီပန်းအဝါသုံးဖို့အနီလေးတွေဖះမှာကတ်လို့ပူဇော်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင်။နမဲအစအခရာအဝဘာထက်ချိုင်နေစတဲ့သူတွေကကောင်းကြီးမင်္ဂလာတွေဖြစ်နေတဲ့အလုပ်အဟောင်းရှိလို့ရှိပြောင်းပြီးတော့အလုပ်အစ်ကိုလုံးကန်ဆောင်ရမယ်ကန်တရားမျိုးရှိနေပါတယ်ရှင်။ဘဝမှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိစ္စတွေကိုပြုလုပ်တဲ့အခါမှာဒီအချိန်မှာစုပ်ပြည့်ချက်တွေမမားစီပဲနဲ့စုပ်ပြည့်ချက်တစ်ခုပိုင်ပိုင်နဲ့နဲ့ချမှာဖြစ်ပဲဘာဖြစ်လို့လဲဆိုတော့အလုပ်ကန်အပြောင်းလဲတွေမြင်နေရာဥလာစာအစ်စ်တွေမြင်တဲ့အတွက်ကြောင့်မို့စုပ်ပြည့်ချက်မမားစီဖို့အတွက်အရေးကြီးတယ်။နောက်တစ်ချက်ကတော့ ။အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုလုပ်တဲ့နေရာမှာကို့ဘွားမှာအလုံးနဲ့ပတ်သက်ပြောတဲ့အခါမှာအလုံးအဟောင်းတွေပိုင်းပြောင်းဝတ်တဲ့ကန်တရအလုံးအဟောင်းအပြုတ်အပြောင်းတွေရှိတတ်တဲ့ကာလမျိုး9လပိုင်းကောင်တီကျင်းတွေပေါ့ရှိနေပါတယ်။ရရရလေးတွေအနေနဲ့မှာတော့ဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့သူကလည်းပဲမင်းမြုပ်ပန်းဒုံမုံနှင်းစီပန်းအဝါလေးတွေဖျားမှာမနက်ပိုင်းတွေကတ်လို့ပူဇော်ပေးလို့ရပါတယ်။အကုန်လုံးမနက်ပိုင်းတွေပဲအရေးအတွက်တော့မလို့နမေအစအခရာကကြီးစလိမ်နေမှာလေကန်ကောင်းနေတာပေါ့။အရင် very good ပဲကန်ကောင်းနေတာပေါ့။ ူ့လောက်ကံကောင်းတာတော့သူ့လောက်ကံမကောင်းလို့ပြောလို့ရတယ်။အញ្ញံပြောစရာတခုမှတော့မရှိဘူး။ဒါပေမဲ့ဆရာသမားအကြီးရဲ့ကံနဲ့ပတ်သက်ပြီးတတိတာကိုအထင်လဲတတ်တာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။ရည်ရည်လေးတော့မလိုသေးဘူး။အဲဒါပေမဲ့တပည့်လက်အောက်တာချင်းကံဂိူးဆိုင်တတိထားပေးပါ။ရည်ရည်လေးတွေအနည်းနဲ့မှာဘာလေးပြုလို့ပေးရမလဲဆိုတော့ခွေးစာလေးကျွေးပေးတာမျိုးပြုလို့ပေးပါနော်။နောက်ထပ်နာမည်အစားအခေယဟာအခေယနဲ့စာရည်လေးဟာအခေယနဲ့စာရည်သူတွေရဲ့ဘဝလမ်းကြောက်ကတ္တရာအလောက်ကတ္တရာတွေ ကောင်းနေဒါပေမဲ့ပြောဆိုတာလေးဖြစ်တတ်တယ်စကားများတာရက်ဖြစ်ရတာခင်မင်းနေတဲ့မိတ်ဆွေနဲ့အပြောပုံအပြောဆိုရတတ်တာဒုတိယခင်မွားတော့မှသူနဲ့ကိုနဲ့စိတ်တော့ကဖြစ်ရတာမျိုးပတ္တနာကွဲရတာမျိုးလေးဖြစ်တတ်တယ်အဓိကအပြောဆိုငွေကြေးအကုန်ကြများတတ်တယ်ဟာခရသမားလေးတွေအတွက်ကရရလေးတွေကဘာလို့ပြုလို့ပြရလဲဆိုခန်းကောင်အညွတ်မင်းမျိုးပဲလေးဖျားမှာကတ်လို့ပဲသို့မဟုတ်ကြောင်စာခွေးစာချွေးပြီးနိုင်ငံရောက်မှနေတဲ့လူတွေကဒီမှာရှိတဲ့ကြောင်စာခွေးစာတွေကိုလှမ်းလူပေးလို့ရတယ်နမေအစအခရာမအခရာနဲ့စားတဲ့သူလေးတွေ နမိတ်အစအခရမအခရနဲ့စရတဲ့သူတွေအတွက်ကအိမ်တော်ရဲ့အခြေရေးကျိန်းနေပေါ့ပြဿနာတွေပေါ်တတ်တဲ့သတိထားပါတအိမ်ဥကောင်းတဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးရှိရတဲ့တဲ့မိသားစုတွေအရှုပ်ထွေးလေးအနေငယ်ရှိရတဲ့တဲ့လားစဝင်ဝေပိုင်းဆိုင်ရာမှာတိုးတက်မှုလေးတွေရှိရဲစာချုပ်စာနဲ့ချုပ်တဲ့ကိစ္စကြီးပြဿနာများတဲ့တဲ့ရေလျာလေးတွေအနေနဲ့ကတော့မအခရနဲ့စရတွေအိမ်ရဖျားမှာထိပြုတို့မှုရွှေထီးလေးကပ်ပြီးအိမ်ရဖျားကိုတောက်တော်ရေးတည်တည်ဆုံးကပ်ပေးပါရှင်နမိတ်အစခရပါးဆောင်ထောက်ဝင်မဲတရပင်ဟထုံနဲ့စရတဲ့သူတွေ နာဂျီအက်ခရာလည်းပါတယ်ပေါ့နော် relationship ပြဿနာလေးရှိရဲ့အတွင်းရန်အတိုက်ကအနီးကပ်ဆုံးရန်သူလေးရှိတတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေကတော့ကံကောင်းလာပြီးအလုတ်ကိုက်သိရမယ်အလုတ်ရဘူးလားစာကောင်းမှုချင်းနေအဆင်ပြေချင်းနေရှိမယ်အလုတ်မရသေးဘူးဆိုကြိတ်တွေပေါက်ရလိမ့်မယ်။ရရရလေးတွေထပ်စံလူဓာရီညာအခရာနဲ့စတဲ့ဖရားမှာပိုင်မှန်လေးကတ်လူပေးပါရှင်။နမဲအစအခရာတာဝန်မှုရကောင်းနဲ့စတဲ့သူတွေအလုတ်လည်းမနာအောင်ကိုယ့်ရဲ့နမဲကုန်တဲ့တိုးတက်တာကြီးလည်းဖြစ်မယ်။ ငွေချေးပိုင်းမှာတော့အဲ့လောက်တိမလာသေးဘူးကိုယ့်ရဲ့နာမည်ကုန်တည်းဥမာတိုးတိုးရွှေရွှေရောဆိုအာ तू ကတော့လေဘလို့ဘလို့ဘလို့ဆိုလို့နာမည်ကုန်တည်းတိုးတက်တာပေါ့နော်ဒါပေမဲ့ငွေချေးကတော့လောလောဆယ်တော့မပါသေးဘူးပေါ့နော်အဲ့လိုမျိုးကန်တရားလေးတွေရှိနိုင်တယ်အစည်းဝါးရေးနဲ့ပတ်သက်ပြီးွားငွေချေးနဲ့ပတ်သက်ပြီးွားလို့ရှိရင်အကုန်ကြများတဲ့ကာလတွေဖြစ်တယ်ဒါပေမဲ့နာမည်ကုန်တည်းတိုးတက်မယ်ဆရာသမားအကြီးကဲဖောက်ရင်ကဲသူဆရာသမားအကြီးကဲရရှိမှုကတ်တရားကောင်းတယ်အဲ့တော့ရေရရလေးတွေအနေနဲ့ဗားလေးတွေပြုတ်လို့ပေးရမလဲဆိုတော့ရောက်တော်ဝဲမှုသမားလေးတွေက အောင်သပင်သို့မဟုတ်စပယ်ပန်းလေးဖခင်မကတ်လူပူဇော်ပေးပါရှင်။နောက်ထပ်နမဲအစအခေကနားငယ်ရပလတ်နဲ့စရတဲ့သူလေးတွေ။နားငယ်ရပလတ်နဲ့စရတဲ့သူလေးတွေကသတိထားပေးရမှာတော့ဟောတာသမီးကိုအိမ်အတွက်တို့အပြောင်းလဲတွေရှိတယ်။တာသမီးအပူတော်ကရှိတယ်။အင်္ဂိစအပြောင်းလဲတွေရှိတယ်။နောက်ပြီးအလုံးအပြုတ်တို့အပြက်တို့ဖြစ်တတ်တယ်။သတိထားပေးပါအလုံးထဲမှာရဲပေါ်တတ်တယ်။အဲ့အလုံးပြောက်ပွားရလို့ရှင်ကောင်းကားလို့မင်းတော့အလုံးကအစ်စ်ဒီလာထဲမှာပြန်ဆိုင်ရခင်းရှိရင်ငွေချေးစီးပွားတွေ ိုးတက်လာခြင်းမျိုးရှိတယ်ဒါပေမဲ့အလုတ်ကတော့ပြုတ်ပြတ်တယ်အလုတ်ဟောင်းနေရင်စွန့်ခွာမယ်ကံတရားမျိုးရှိရတယ်ရလေးအနေနဲ့ကတော့အိမ်ကဖေမှာရွှေချီးလေးကပ်ပေးပါပါနော်နောက်တဲ့နာမည်အစအခေယားဖောက်ဦးထုံဓာတ်ဥချိုက်ဘာကုံအခေယားနဲ့စိုက်လို့လေဖြို့လို့ဒနာလို့ဖုံးလို့ဖုံးလို့ဘာကုံနဲ့ဘုံဘုံဖောက်ဝထုံနဲ့ဘုံဘုံရတယ်အဲ့ဒီနမဲစားခရလေးတပဲတပန်းလောက်အောင်ရတာကဆရာသမားအကြီးကဲကဲစကားများရန်ဖြစ်ရတဲ့တတိထားပေးပါ ခုံတရင်းနေတိုးတက်လာပြီးအောင်မြင်အဆင်ပြေလာပြီလို့ပြောလို့ရတဲ့ကံတရားမျိုးရှိနေတယ်။ဘဝမှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိစ္စတွေစတင်မျိုးချင်းနေဝင်ရောက်လာပြီးဖြစ်ပါတယ်။ရက်တရားလေးတွေအနေနဲ့မှာအဲအင်ရဖျားမှာပဲပေါ့နော်။ဝါညွတ်ခန်းကော်အညွန်လေးရှိလို့ရှင်။တက်လူပူဇော်ပေးတဲ့ရက်တရားလေးတွေပြုလို့ပေးလို့ရပါတယ်ရှင်။နောက်ထပ်နမဲ့အစအခရာလေးရတော့ခောက်ခွေးခန်းငယ်နဲ့စရတဲ့သူတွေ ခဝေးခောင်းရည်နဲ့စားတဲ့သူတွေကအလုတ်ကိုင်အစ်စ်ဂျင်းတွေပေါက်ရရှိမယ်အလုတ်ကိုင်အပြောင်းလဲရှိမယ်ငွေလင်ခံတဲ့တဲ့တည်ထားပေးပါပေါ့နော်ရေရာလေးတွေအနေနဲ့ကတော့ဘာလို့ပြရမလဲဆိုအလူဒဏ္ဍလေးပေါ့နော်ခွေးစာကြောင့်ဒါမျိုးလေးတွေကြွေးရလို့ပြလို့ရပါတယ်တအခရာနဲ့စားတဲ့သူတွေနမဲအစအခရာတအခရာနဲ့စားတဲ့သူတွေအိမ်အောင်ရဲ့အခြေအနေမှာပတ္တနာကွဲတာတွေ၊ကွဲပြဲဇလန်လူမှုရေးကိုနဲ့အတူတူဆက်လို့ရရလို့ပတ္တနာကွဲတာ၊ကွဲပြဲဇလန်တွေရှိနိုင်နေ။ငွေကြေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ ပါတနာနဲ့လုပ်မယ်ဆိုချိန်တွေပေါပါတနာကွက်တယ်လေနိုင်ငံသားချောင်းသွားပြီးပညာတက်တင်ကြမှာတော့ဝဲဒီဝီရမှာလို့ဆိုကောင်းတဲ့တက်ကန်တရားမျိုးရှိပါတယ်ရှင်။တာအခရနဲ့စိုက်ပြီးတာသမီးရတဲ့နာရတဲ့တယ်နော်ဒီတနေ့အတွဲမှာကြေရာလေးတွေအနေနဲ့ကတော့လီလီပန်စပယ်ပန်ခန်းကုန်အညွန်အောင်တပြေးအဲ့ဒါလေးတွေဖခင်မှာကတ်လို့ပူဇော်ပေးလို့ရတယ်။ဝါညွန်ရတယ်ကျုကျုလေးကတော့မမိုင်မှာရှားပါတယ်နိုင်ငံသားလို့ဆိုကျုလေးပေါ့။ကိုညံလေးကိုကိုကို့မိတော့မှာပေါ့နော်။အဲ့လိုမျိုးရပါတယ်။နောက်ထပ်နမဲအစအခရာ ထက်စင်တို့ဓာရင်းရစားမြင်ဆွဲစာလုံးဟိုမှာစိန်တို့စိန်တို့စံတို့စံတို့အဲ့လိုနာမည်အစအခရာစရတဲ့သူလေပထမဆုံးအရှိပိုင်းရစာလုံးကစုစီစောလာပဲပါတယ်နော်ဒါနောက်ဆုံးအုပ်စုကဒုတိယစာလုံးအုပ်စုအဲ့ဒီစာလုံးအုပ်စုရဲ့ထက်စင်တို့ဓာရင်းရစားမြင်ဆွဲအခရာနဲ့စရတဲ့သူလေခေါင်းချုပ်စရာဆေးချုပ်စရာအနိထားရီကနေကြော်လွန်လာပြီးတွင်းရဲ့အတိုက်ခိုက်ကလေးတွေရှိရဲ့ဆေးရုံဆေးကနာမကျဖြစ်တဲ့တံမျိုးလေးတွေတတိထားမယ် ။အိုးအိမ်အစ်တဝင်တတ်တဲ့ကိန်းလေးတွေရှိတယ်။ကိုဘွားမှာစိတ်အေးချမ်းသာမှုလေးတွေစရလာပြီ။ပြီးခဲ့တဲ့နှစ်ပိုင်းကန်နေနေရလေးတွေရနေပေါ့နော်။ရတရားလေးတွေအနေနဲ့မှာတော့ငားလွတ်ပေးတဲ့ရတရားကိုပြုတ်လို့ပေးပါတကောင်ရရဆယ်ကောင်ရဘယ်ချိန်လဲဖြစ်ဖြစ်နောက်ထပ်တစ်ခုရတရားလေးကကြတော့အိမ်ကပြန်မှာအောင်တပီခန်းကောအညွန့်လေးတွေကတ်လို့ပူဇော်ပေးလို့ရပါတယ်အောင်တပီကလည်းအောင်ထက်ခန်းကောညွန့်ကလည်းကန်နေပွင့်တက်တယ်အဲ့လိုလေးပြုတ်လို့ပူဇော်ပေးလို့ရတယ်အဲ့တော့လာမယ့်ဇွန်လ9ရက်အတီကတော့ သူကအញ្ញံအခိုက်နေနေရတော့ဒီစစ်တိုအင်ကာနဲ့ရာဟုန်းနဲ့မျက်နှာချင်းဆိုင်မြင်လာပြီးပါတော့စနေကိုအင်ကာလှမ်းမြင်တဲ့အတွက်ကြောင့်မလို့ရာဒီဝူရူပေးစစ်မဲ့ရေးရပြီးရတော့ကဘာနဲ့အဝမ်းမှာတော့ရှိနေမှာပဲရှိနေမှာပဲဆိုတော့ကိုဘက်ကလည်းသတိဝိရိယလေးထားပြီးတော့ပေါ့နော်ဒီဈေးွက်လာလာကိုချိန်ဆပြီးကိုယ့်ရဲ့ကတ်ချပါအပြောင်းလဲလေးတွေကိုချိန်ဆပြီးတော့ဒါသိရှိနိုင်ပါတယ်